တော်စင်းစုကြည်ကိုတဲ့ပုတ်ကဆွာကားပြီး NLD အစိုးရဖြုတ်ချရေးစင်နှပြခဲ့တဲ့မဘာသာအဖွဲ့ဝင်ကျော်မျိုးရွှေကတဆညာပါတီရဲ့မျိုးသားလှုပ်တော်ကုသလလောင်းအဖြစ်ရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။နိုင်ငံတော်ရဲ့တိုင်းဝင်ခံပုဂ္ဂိုလ်တော်စင်းစုကြည်ကိုပုတ်ကဆွာကားပြီးတော့ NLD အစိုးရဖြုတ်ချရေးစင်နှပြခဲ့တဲ့မဘာသာအဖွဲ့ဝင်ကျော်မျိုးရွှေက တာဆာညာပါတီရဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ရွေးကောက်ပွဲဝင်ပြိုင်နေကြောင်းကိုမင်္ဂလိမျိုးကံများထံမှသိရှိရပါတယ်။မဘာသာဖွဲ့ဝင်နဲ့အမျိုးသားရဲ့အစွန်းရောက်စစ်တပ်ထောက်ခံသူကျော်မျိုးရွှေကတိုင်းသာစီလုံးညီညွတ်ရေးပါတီတာဆာညာကိုကိုယ်စားပြု၍မန္တလေးတိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနဲ့အမတ်လေးတွင်ရှင်ပြိုင်ရင်မဲဆန္ဒစည်းရုံးမှုများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။ ဒါမျိုးရှိကတော့ NLD အစိုးရအာဏာယူခဲ့တဲ့2016ခုနှစ်က2022ခုနှစ်ဇန်နဝါရီလကုန်အထိဒေါ်ဟန်းစုကြည်ကိုပုတ်ခတ်စော်ကားခြင်း NLD အစိုးရကိုဆန္ဒပြခြင်းစစ်တပ်ထောက်ခံတဲ့လှုပ်ရှားမှုများကိုဥဆောင်ခြင်းများလှုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။2019ခုနှစ်မတ်လမှာနိုင်ငံတော်ရဲ့တာဝန်ရှိပုဂ္ဂိုလ်ဒေါ်ဟန်းစုကြည်ကိုလူမှုကွန်ရက် Facebook စာမျက်နှာမှာပုတ်ခတ်စော်ကားရေးသားခဲ့သောစာတစုကြောင့်မလို့ဆက်သွယ်ရေးဥပဒေ6 66ဂါကြီးဖြစ်အမှုဖွင့်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ဒါအပြင်2019ခုနှစ်ဩဂုတ်လအတွင်းမန္တလေးမှာ NDI ဆိုရစက်ကျင်ရေးတပိတ်လှုပ်ဆောင်ခဲ့ပြီးရင်းတပိတ်အတွက်ကျော်မျိုးရှိကိုဖန်ဝင်ရန်ထုတ်ခဲ့ကပုံမှန်905ခါခွေးဖြင့်အမှုဖွင့်ဖန်ဆီးခဲ့သည်။2018ခုနှစ်ဇူလိုင်လမှာမန္တလေးမြို့တွင် NDI ဆိုရတပြုတ်ချရေးတပိတ်မောက်ခံမှုဖြင့်ကျော်မျိုးရှိကိုနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်905ခါခွေးဖြင့် ချမ်းမြအသာစီမျိုးနဲ့တရားရုံးကလောက်ချဲနဲ့ထောင်းတဲ့နှစ်ခွဲချမှတ်ခဲ့သည်2019ခုနှစ်မတ်လအတွင်းအမျိုးသားရေးဆွေးနွေးဝါရီဖုန်ကြီးဝီရသူကို Facebook post တစ်ခုနဲ့စော်ကားတီဟုဆိုကကျော်မျိုးရှိကမြန်မာနောင်အိဒါဂျုတ်ကိုစီဝင်းကိုဆက်သွယ်ဥပဒေပုံမှန်66ခါကြီးဖြင့်တရားလိုဖြစ်တရားစွဲခဲ့ပူပါတယ်